မင်္ဂလာပါရှင်2025ခုနှစ်မေလ17ရက်နေ့အတွက်မူလီဝတ္တနယ်ဇလာဗီရာတတိမြောက်ကိုနေပြည်တော်မူလီဝတ္တနယ်ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်3ဒီဂရီဆယ်စီယပ်မှာ၄ဒီဂရီဆယ်စီယပ်အထိနဲ့ ရခိုင်ပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာမေလာရဲ့ပုံမှန်မူချိန်တို့ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကျန်းတန်းဒေသကြီးနဲ့ပြည်နယ်များမှာမေလာရဲ့ပုံမှန်မူချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်မေလာ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေပူချိန်အခြေအနေများမှာ6မြို့မှာ 45ဒသမ3ဒီဂရီဆယ်စီယပ်စ်ဆောင်းတူမြို့မှာ53ဒသမ1ဒီဂရီဆယ်စီယပ်စ်မြင်းကျယ်မြို့မှာ53ဒီဂရီဆယ်စီယပ်စ်မကွေးမြို့နယ်မြင်းမူမြို့တို့မှာ52ဒသမ5ဒီဂရီဆယ်စီယပ်စီမုံရွာမြို့မှာ52ဒီဂရီဆယ်စီယပ်စ်ညာဦးမြို့နယ်မင်းဘူးမြို့တို့မှာ53ဒသမ2ဒီဂရီဆယ်စီယပ်စီနဲ့နေပြည်တော်ဇရာတိမြို့နယ် ပခုတ်ကူမျိုး၊ကံကောမျိုးနဲ့ရွှေဘိုမျိုးတို့မှာ41ဒီဂရီဆယ်စီယက်စီတို့ဖြစ်ကြပါတယ်။အမြင့်ဆုံးပူချိန်စံချိန်အသင်းအနေနဲ့ကတော့2025ခုနှစ်မေလ10ရက်နေ့ညနေ3:00နာရီခွဲချိန်တိုင်းထွာချက်များအရာဆောင်းတူမျိုးမှာ23ဒသမ1ဒီဂရီဆယ်စီယက်၊၁၉ဒသမ6ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ၄၂ဒသမ၉ဒီဂရီဆယ်စီယက်၁၉ဒသမ၂ဒီဂရီဖာရန်ဟိုက်ဖြစ်ကြ 2023ခုနှစ်မေလ9ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။မှတ်သားဖွယ်ရာမူရီချိန်မြန်းမှာမန္တလေးချဲရီတာဆန်မြို့နယ်မှာတတသမရှင်ငါလက်မှာကြောက်ဆယ်လွန်ကျော်မှာတတသမနှစ်နေလက်မှာတဝဲမြို့မှာတုံညာတတမကိုတီလက်မှာညငယ်မြို့မှာတုံညာတတမ73လက်မှာကြောက်ဆယ်မြို့မှာတုံညာတတမ63လက်မှာမန္တလေးရှမ်းမြတာစီမြို့နယ်မှာ ုံညာတတမငါကိုလမဖြာပုံမျိုးနဲ့တာစီမျိုးတို့မှာတုံညာတတမ၃နှစ်လမစီနဲ့ဒေဒီယဲမျိုးမှာတုံညာတတမ၃တုံညာလမတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနင်္ဂနွေခွဲချိန်မိုးလေဝသားဂျိုရူမာဖဲ့ဝင်ရရှိတဲ့ပုံရပင်ကလာပင်လယ်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကပယ်လီပင်လယ်ပြင်နဲ့ကြံပင်ကလာပင်လယ်တို့မှာတိမ်သင်တင်မှာတိမ်ထူထပ်နေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာ ိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊ဖျက်ဆီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလျောသားဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ချိုးတင်တရီယူနိုင်မာရဲ့အကြံပြုအပ်ပါတယ်။ကျန်တဲ့ဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလျောသားအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာလေပြင်းအားရွံ့နေနေတာကို တွေ့ရပါတယ်။ ညမပင်လေးပြမညမကယ်ရန်တျောင်းနဲ့ကဲလို့ပင်လေးပြတို့မှာတခါတည်းရမိုးတက်လေးပြများကြရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းကြည့်နိုင်ပါတယ်မိုးတက်လေးပြကြစဉ်ရေပြင်းပြပြလေးရာတနအေကိုမိုင်30မှ35မိုင် ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာညမကယ်ရန်တျောင်းနဲ့ကဲလို့ပင်လေးပြတို့မှာခုနှစ်ပေမှ9ပေကဲရှိနိုင်ပါတယ်ဘယ်နှဖြစ်မနေ့ထိခံမှန်းချက်များအနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်နဲ့ တနင်္သာရဒေသကြီးတို့မှာနေရာအနှံ့ပြားဧရာဝတီဒေသကြီးရန်ကုန်ဒေသကြီးပဲခူးဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာစိစိကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်မကွေးဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမူတီချုံရွာပြည် တနင်္သာရီတတိယကြီးမှာနေရာကွက်၍မူကြီးနိုင်ပါတယ်။ခုဆက်လက်ပြီးမြေပြင်အတွက်တတိယကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မူလီဝတ္တနဲ့ဇလာဗီတာခမဲချက်များကိုတင်ပြပါမယ်ရှင်။ ေပြော်နဲ့အနီတဝိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်တင်တင်ဖြစ်ထွန်းပြီးမိုးထချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယပ်၊100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ28ဒီဂရီဆယ်စီယပ်၊82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်း တိမ်တေတေဖြစ်ထွန်းပြီးမိုးတချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ 39°C, 69°F နဲ့အနည်းဆုံးမူချိန်မှာ 26°C, 89°F ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွင်းမနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှလည်းတိမ်တေတေဖြစ်ထွန်းပြီးမိုးတချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ 39ဒီဂရီဆယ်စီယပ်စ်102ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးဘူချိန်မှာ26ဒီဂရီဆယ်စီယပ်စ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခက်မှန်းချက်များအနေနဲ့ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။ရေနှဲမြေအခြေအနေတည်။ချင်းရင်းမြေဟာဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်အရမုံရွာမြို့မှာ 69စင်တီမီတာသို့ရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်9ရက်အတွင်းလက်ရှိရေမတ်အောင်တုံလမခန့်ကျဆင်းလာနိုင်ပြီးရေမျိုးရဲ့ရေနှဲသတိပေးမယ်။100စင်တီမီတာအောက်တွင်ဆက်လက်တည်ရှိနိုင်ပါတယ်။